အားလုံးပဲမြင်လာပါဒီနေ့မှာကျွန်တော်မြို့ page channel video ချောင်းအောင်ပါလဲဆိုလို့ရှင်เนาะကျွန်တော်တို့ရဲ့ Facebook account ကနေဝင် share လုပ်ရမရဘယ်လိုစစ်စစ်မလဲအဲဝင် share လုပ်ရအောင်ဘယ်လိုလုပ်ရမလဲဘာဒီလိုအပ်လဲဆိုတော့အကြောင်းအရာကိုကျွန်တော်အဒီနေ့ဒီနေ့မှာမြို့ page ချင်ပါတယ်ကျွန်တော်ကတော့ TV ပဲဖြစ်ပါဆိုတော့ကျွန်တော်တို့ Facebook ကနေ account ကနေကျွန်တော်ဝင် share ဖို့ဆိုလို့ရှင်เนาะကျွန်တော်တို့ဘယ်လိုမျိုးစစ်စစ်မလဲဆိုရင် ိုယ့်ရဲ့ Facebook account ထဲကိုသွားပါကိုယ့်ရဲ့ account ထဲကိုရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အာကိုယ့်ရဲ့ profile ထဲကိုဝင်ပါ Okay ဒီနေရာရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အာဒီဘီနာက min အစ34ကိုကျွန်တော်တို့နှိပ်ရမှာဖြစ်ပါတယ် Okay ဒီထဲကိုကျွန်တော်တို့ရောက်ပြီဆိုလို့ရှိရင် ျွန်တော်တို့ဒီထက်ကိုရောက်ပြီဆိုလို့ရှိရင်တော့အဲဒီအောက်ဆုံးနားမှာရှိရဲ turn on professional mode ဆိုတဲ့နေရာကိုနှဲလိုက်ပါ Okay ဒီမျိုးဒီမျိုးပေါ်လာပါပြီဒီမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ဒီ turn on ဆိုတဲ့ဟာနဲ့ lamp mode ဆိုတဲ့ဟာရှိပါတယ်ဒီအပြောင်မင်းကြောင်းလေးနဲ့ပေါ်တဲ့ပေါ်တဲ့ဒီ turn on ဆိုတဲ့ဟာကိုကျွန်တော်နှဲရမှာဖြစ်ပါတယ် โอเคကျွန်တော်ဒီနေရာရောက်ပြီဆိုလို့ရှင်တော့ next ကိုသွားလိုက်ပါပြီးတော့နောက်ထပ်လည်း next ပဲသွားလိုက်ပါโอเคဒီနေရာမှာကျွန်တော်အာ public suggested ရဲ့ France ရဲ့ custom ရဲ့ဆိုပြီးတော့မျိုးရှိပါတယ်ကျတဲ့ကျတဲ့ဟာကိုကျွန်တော်ရွေးလို့ရပါတယ်အကောင်းဆုံးကတော့ public suggest ဆိုတဲ့ဟာကိုကျွန်တော်ရွေးထားမှပိုအဆင်ပြေမှဖြစ်ပါတယ်ဆိုတော့ public ကိုရွေးလိုက်ပါ အဲပေးရဲ next ကိုပဲတွားလိုက်ပါ Okay ဒီနေ့ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီမှာကျတော့ who can see your post stories and risk အခင်ဗျားရဲ့ post တွေ story တွေ reel တွေကိုအဲပြသူတွေကိုမင်းစီချင်လဲဥပမာ အာကိုယ့်ရဲ့ friend တွေပဲလားဒါပေမဲ့ကိုယ့်ရဲ့ကိုယ့်ကို follow မလို့တဲ့သူ friend မဟုတ်တဲ့သူအာကျွန်တော် public နဲ့ message လာဆိုတဲ့အရာတွေအာအဆက်ဆက်ရှိပါတဲ့အဒီယာကိုကျွန်တော် pin channel ဆိုလို့ရှိရင်တော့ဒီ edit setting ကိုတွားလို့ရပါတယ်အာ edit setting ကိုကျွန်တော်အာမတွားချင်တော့ဘူးတခါတည်းအဲ next တွားလို့ရပါတယ် confirm လုပ်လို့ရပါတယ်ပြီးရင် okay ဒီနေရာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ပါလို့ရမလဲဆိုတော့ next ပဲတွား တွားရမှာဖြစ်ပါတယ်။ Okay ဒီနေရာရောက်ပြီဆိုလို့ရှင်တော့နောက်ထပ် next ပဲတွားလိုက်ပါ။ဆန်ဒီနေရာရောက်ပြီဆိုလို့ရှင်ကျွန်တော်တို့အာ skip နေလိုက်ရပါတယ်။ Okay ဒါဆိုကျွန်တော်တို့ပြီးတော့ပါပြီ။ဆိုတော့ဒီနေရာမှာကျွန်တော်တို့အာဆက်စစ်ကြည့်အောင်ရမလားတကယ်ရတကယ်ရမရဆိုတော့ကျွန်တော် အာဆက်စီးကြည့်မယ်ဆိုလို့ရှိရင် go to professional dashboard ဆိုတဲ့နေရာကိုကျွန်တော်ဝင်ကြည့်ရမှာဖြစ်ပါတယ် okay ဒီနေရာမှာကျွန်တော် welcome to professional dashboard ကျွန်တော် get uh, get start get start ကိုကျွန်တော်နေလိုက်ရင်ရပါတယ် okay ဒီနေရာရောက်ပါပြီဆိုတော့အာကျွန်တော်တို့ဒီ monetization နဲ့ပတ်သက်ပြီးမှကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ဒီအောက်ကို search ရရင် monetization store ဆိုတဲ့အရာပေါ်ပါတယ်အာတခါလေကျွန်တော်ဒီအပေါ်ကနေ home inside content management ပြီးရင် monetization ဆိုတဲ့ဟာကိုကျွန်တော်ဝင်ဝင်လဲရပါတယ်အဲဒီနေရာမှာကျွန်တော်တို့အာ loss တွေတိုးပြထားတဲ့အရာ star ရှိမယ် s and risk ရှိမယ် bonus ရှိမယ် instant s ရှိမယ် subscription ရှိမယ်ဆိုကျွန်တော်တို့ဒီအခုကကျွန်တော်တို့ရဲ့ account ကိုကျွန်တော်တို့ profile account ကိုကျွန်တော်တို့ဝင်ဝင်ရတဲ့နေရာဖြစ်ကျွန်တော်ပြောင်းထားပြီးဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခုလက်ရှိအဲကျွန်တော်ဆက်လုပ်ရမှာကတော့ကျွန်တော်တို့အမ်ကိုယ့်ရဲ့ဒီ account ကိုအများအတိတ်ဖြစ်ဖို့စာရီတင်မလားဗီဒီယိုတွေတင်မလားပုံတွေတင်မလားကျွန်တော်တို့နေတနေ့တိုင်းအာတင်ပြရမယ်အာ edit ဖြစ်နေရမယ်ပြီးရင် အဲ like and share တို့အဲ engagement တို့ follower တို့ဘူးလာကျွန်တော်လုပ်ရမှာဖြစ်ပါတယ်ဆိုတော့အချိန်တိုင်းရင်တို့က invite လာမှာဖြစ်တယ်ဆိုတော့ဒီတို့ invite လာတဲ့အချိန်ကြမှာကျွန်တော်တို့ဝင်ဝင်ရတဲ့နေရာဖြစ်ဝင်ဝင်ရှောက်လို့ရတောင်းပြရဖြစ်ပါတယ်ဆိုတော့ဒီညမှာ star တို့ sn reels တို့ဒီ bonus တို့အကြောင်းကိုနည်းနည်းအသေးစိတ်နည်းနည်းပြောချင်ပါတယ်။ star ဆိုတာကတော့ကျွန်တော်တို့မရရင်လည်းကိစ္စမရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့ star ကကိုတင်းတဲ့စာတွေဗီဒီယိုတွေပေါ်မှာကိုရဲ့ follower တွေအနေနဲ့အာတပေါ်ချနဲ့တက်တယ်ဆိုမှ star သူတို့ကပတ်စံနဲ့ဝယ်ထားပြီးမြင် star ကိုကျွန်တော်ပေးပေးရမှကျွန်တော်ရမှာဖြစ်ပါတယ် SN race ကြတော့ဗီဒီယို အတူလေးပဲဖြစ်ပါတယ်အာတမင်းနဲ့နမင်းနဲ့ဗီဒီယိုစကန်ကိုဆက်ဗီဒီယိုကိုအတူလေးတွေဖြစ်ပါတယ်ဒီ SN race impact ဒီ solution ကိုဗီဒီယိုအတူလေးတင်ပြီးမှပတ်စံ ရမှာဖြစ်ပါတယ်ဒီ bonus ကတော့အဲ SMA ပြီးတော့အတူလေးပဲဖြစ်ဖြစ်အရှီလေးပဲဖြစ်ဖြစ်အမ်စာလေးပဲတင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်အကျွန်တော်တို့ဒီ main day မှာ story မှာပုံလေးစာတွေတင်တဲ့အခါမှာဝင်ကြည့်တဲ့သူများလာတဲ့အခါမှာပြပြဒီ bonus ကကျွန်တော်တို့ကို bonus အနေနဲ့ပတ်စံပြီးလာဖြစ်ပါတယ်ဆိုတော့ဒီ instream အကြတော့ဘာလဲဆိုလို့ရှိရင်အာပြီးတော့အရှိလေးဖြစ်ပါတယ်အာ တမင်းနဲ့အထက်ပြီတို့လေးတွေဖြစ်ပါတယ်ကျွန်တော်တို့တမင်းနဲ့အထက်ပြီတို့လေးတွေကိုတင်မယ်အဲလူတွေကြီးစုရဲ့သူများမယ်အဲ engagement တွေများလာမယ် follower များလာမယ် like share တို့ comment တို့များလာမယ်ဆိုလို့ရှိရင်သူက instagram ကနေ invite လာမှာဖြစ်တယ်ပြန်ကျွန်တော်ဝင်ဝင်ရမှာဖြစ်ပါတယ် subscription ကြတော့ပါတယ်ဆိုလို့ရှိရင်တော့ star နဲ့စင်တူနည်းနည်းစင်တူဖြစ်တယ် အာသူကလည်းကိုကိုပိုက်ဆံပြီးပြီးမှ subscribe နေမှာအဲ့ဒီကျွန်တော်တို့ရမှာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာဒီ star နဲ့ subscription ကတော့ကျွန်တော်တို့တိတ်ပြီးအရေးမကြီးဘူးလို့ပြောချင်ပါတယ်ဆိုတော့ဒီဒီ monetization tool တွေကတခြားတော့သူကစနစ်ဟောင်းလို့ပြောလို့ရတယ်အခုကအာအခုဒီ2025နောက်ပိုင်းမှာလူတော်လူတော်များများရရှိတဲ့အရာပါတယ်ဆိုလို့ရှိရင် content monetization ဖြစ်ပါတယ်ဒီ content monetization ကပါတယ်ဆိုလို့ရှိရင်အခုဒီမှာပြထားတဲ့ဒီ၄မျိုးလုံးကို all in one box အနေနဲ့သူက content monetization ဆိုမှ invite လာတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီဒီထက်ရှိတဲ့အရာတခုချင်းစီကိုရတာထက် content monetization ရရင်ပိုအဆင်အဆင်ပြေပါတယ်ဆိုတော့ဒီအာအခုကျွန်တော်ပြောပြတော့တဲ့အရာပါလို့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ account ကို Facebook account ကိုဝင်ရှာလို့ရတဲ့ပုံစံအဖြစ် အာပိတ်ပုံစံပြီးကျွန်တော်ပြောင်းရနေဖြစ်ပါတယ်ဆိုတော့တခြားလိုအပ်တာပါလဲပါလဲဆိုလို့ရှိရင်အာကျွန်တော်အာ Facebook ကနေဝင်ဝင်ရှာမယ်ဆိုလို့ရှိရင်တော့အဓိကတော့ country ကို eligible ဖြစ်ဖို့လိုပါတယ်အာကျွန်တော်မြန်မာနိုင်ငံကနေတော့ရမှာမဟုတ်ပါဘူးဆိုတော့ကိုယ့်ရဲ့ Facebook account က country eligible ဖြစ်လားမဖြစ်ဘူးလားဆိုတော့ကျွန်တော်စစ်စစ်ကြည့်မယ်ဆိုလို့ရှိရင် အပေါ်ဆုံးတောင်းကမင်းကြောင်း၃ချောင်းထက်ကိုကျွန်တော်တွားရမှာဖြစ်ပါတယ်။ Okay ဒီနေရာမှာကျွန်တော်အောက်က setting ကနေတွားလို့ရသလိုဒီအပေါ်ကဒီ search bar ရဲ့ BR setting ပုံစံထက်ကနေကျွန်တော်ဝင်ကြည့်လို့ရပါတယ်။ Okay ဒီနေရာရောက်ပြီဆိုလို့ရှိရင် search setting search bar ကိုတွားပါဒီနေရာမှာကျွန်တော်အ SSS your information your information ဆိုတော့ကျွန်တော်ရိုက်ရှာရမှာဖြစ်ပါတယ် okay ရိုက်ရှာပြီဆိုတော့ဒီနေမှာပေါ်ပါတယ် asset your information ဆိုမှာ okay ဝင်နေလိုက်ပါ okay ဒီနေရာရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဘယ်ကိုဆက်သွားရမှာလဲဆိုလို့ရှိရင် simul recent activity ဆိုတဲ့နေရာကိုကျွန်တော်ဝင်ကြည့်ရမှာဖြစ်ပါတယ် okay ကျွန်တော်ဒီလိုမျိုးဝင်ကြည့်လို့မှကျွန်တော်ရဲ့ဒီ account ရဲ့ primary primary location อ่ะ မြန်မာဖြစ်မနေဘူးဆိုလို့ရှိရင်တော့ဝန်မရှယ်လို့ရပါတယ်ကျွန်တော်အာမြန်မာ location မဟုတ်ဘဲနဲ့အာ India တို့ China တို့တခြားနိုင်ငံ location ဆိုရင်ကျွန်တော်ဝန်မရှယ်လို့ရပါတယ်ဆိုတော့ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့အာ miss miss ဆိုတော့အနေနဲ့ Facebook ကိုတုံးလာချင်းတူတူအာ data internet တွေ wifi တွေပတ်စံကုန်ကြက်ခိုင်းပြီးကျွန်တော်တုံးလာချင်းတူအကျိုးရှိအောင်အကျိုးပြန်ရအောင် ဝင်ဝင်ရှာချင်တယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးလုပ်ရလဲဘယ်လိုမျိုးစစ်စစ်ရလဲဆိုတဲ့အရာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တဲ့အရာပါလို့ဆိုလို့ရှိရင်ဒီလိုမျိုး Facebook ပေါ်ကနေဝင်ဝင်ရှာဖို့စာတင်ချင်တယ်ဆိုလို့ရှိရင်တော့မင်းဆွေတို့အနေနဲ့ဖြစ်နိုင်ရင် on content ကိုပိုင် content တွေပဲလုပ်ပါလို့ပြောချင်ပါတယ်အဲကိုပိုင် content မဟုတ်ဘဲနဲ့တခြား video လို့ပါလို့ဒီမှာပြန်ပြန် အတိပြမအတိရန်တွေနဲ့ကျွန်တော်အဝင်ဝင်ရှာလို့ရတဲ့ဝင်ငွေစတင်ဆန်ရတော့ရပါတယ်မြန်မာဒါ risk တော်များများရှိပါတယ်ဆိုတော့ကျွန်တော်တို့အဲအဲ့လိုမျိုးပဲနဲ့ကိုပိုင်ကိုဝေဒနာပါရကိုရဲ့ကျွမ်းကျင်ရာတစ်ခုနဲ့ content တွေဖန်တည်မယ်ဝင်ငွေရှာမယ်ဆိုလို့ရှိရင်တော့လုံးဝအသင့်တော်တဲ့အရာဖြစ်ပါတယ်ဒီ Facebook ကနေကျွန်တော်တို့ကောင်းကောင်းမွန်မွန် run နိုင်တယ်ကောင်းကောင်းမွန်မွန်ထိန်းချုပ်နိုင်တယ်ကောင်းကောင်းမွန်ဝင်ငွေရှာနိုင်တယ်ဆိုလို့ရှိရင်တော့ ူကနေတလတလပြည့်တဲ့ဝင်ငွေကမြက်နေတာမဟုတ်ပါဘူးဒေါ်လာထောင်ကနားနဲ့ကျွန်တော်ရနိုင်ပါတယ်မြန်မာငွေနဲ့ဆိုရင်တင်း20တင်း30တလကို30တင်း30ဝန်းကျင်အချိန်ကအနည်းဆုံးကျွန်တော်ဝင်ရှက်လို့ရပါတယ်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်နေတတ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲကျွန်တော်တို့ရဲ့ sharing by tp ဆိုတဲ့ facebook ရဲ့ youtube channel ရဲ့ tiktok ရဲ့ဒီ platform တောင်းဖို့ပေါ့ ဝင်ရပေးကြပါ subscribe လေးမလို့ရသေးဘူးဆိုလို့ရှိရင် follow follow လေးမလို့ရသေးဘူးဆိုလို့ရှိရင် subscribe လုပ်ပေးကြပါ follow လုပ်ပေးကြပါပြောရင်းနဲ့ဒီဗီဒီယိုလေးကိုတင်ပါမယ်ကျွန်တော်အဆုံးသတ်ချင်ပါတယ်